မင်္ဂလာပါရှင်။တပည့် Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါတယ်ရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးတို့မိုင်းမိုက်ပြည့်ရှင်းတာထားတယ်။လင်းနေမရှာဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးမစတဲ့ခင်မှာတော့ Channel လေးကို Like and Subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။လောကမှာ လဲနေမရရှာနေသွားဆိုတဲ့ဆိုရိုးစကားရှိရဲ့ဘလောက်ချစ်ခင်စုံမဲ့လို့ယူကြတဲ့လင်များပင်ဖြစ်စေတက်ခါတရံစိတ်အခမ်းမသိမှကခိုက်ရန်ဖြစ်ပွားတတ်ကြတာကဓမ္မတာဆိုတဲ့စကားဖြစ်တယ်ဒီစကားဟာကိုမြကြီးနဲ့မဲရွှေခင်တို့လင်များအတွက်တော့ရတက်စင်အောင်လွဲလိပြီလို့ဆိုရမှာဖြစ်တယ်ကိုမြကြီးရောမဲရွှေခင်မှာအသက်40ကျော်ခန့်စီရှိရဲ့လူလက်ပိုင်းအရွယ်တွေဖြစ်ကြပြီးတော့တိုက်ခဲနှစ်ထပ်အိမ်တစ်လုံးကိုပိုင်ဆိုင်နာကြောင့် ရက်ွက်ထဲမှာစေဝါးရီအခြေခံအတော်ပင်ခိုင်မာသူတွေလို့ဆိုနိုင်တယ်။သူတို့အိမ်အောက်ထက်မှာအတော်တန်ပစ္စည်းစုံလေးနဲ့စတိုးဆိုင်လေးကို ဖွင့်ထားပြီးဈေးနဲ့ဝေးတဲ့ရက်ွက်အတွင်ရှိရာကြောင့်အရှောင်းဝေကောင်းလာတယ်။သူတို့လင်မယားကတငယ်ချင်းငယ်ချေပွားမှအိမ်အောင်ကြခဲ့သူပြပြချက်ကြတယ်။တယောက်မျက်နှာတယောက်ကြည့်ကအလိုက်သိကြတယ်။အထူးသဖြင့်အိမ်အောင်တဲ့အနည်း၂၀အတွင် ခေါင်းကြီးခုံးငယ်ပင်စကားမများဘူးဆိုတာကအံ့ဩစရာဖြစ်တယ်။ ဟုတ်ရဲ့လားကိုမြကြီးရယ်ဟုတ်ပါတယ်သူစိတ်ဆိုးမယ်ထင်ကိုဘက်ကရှော့ကိုစိတ်ဆိုးမယ်ထင်ရင်သူ့ဘက်ကရှော့ဆိုတော့ညစ်စာမရှိဘူးပေါ့နောက်တစ်ခုကကျွန်တော်တို့လင်မယားနှစ်ယောက်က ပွင့်နေနေစိုးတိုင်းပဲကောင်းတိုင်းပဲကျွန်တော်တို့နှစ်ဦးကြားမှာတယောက်နဲ့တယောက်မသိအောင်လှည့်ဝတ်ထားတဲ့အရာတခုမှမရှိခဲ့ဘူး။အင်းခမားတို့လင်မယားကတကယ့်ကိုကိုမြကြီးနဲ့မက်ရွှေခင် ဆိုတာနဲ့ညီအောင်ရွှေနဲ့မြနှင်းနဲ့လာပါပဲ။ ျွန်တော်ကသူတို့နဲ့တလန်းနေနေတဲ့ကျူရှင်ချောင်းဖွင့်ထားတဲ့ဆရာတုံးမို့လက်များနှစ်ယောက်စလုံးကလေးလေးဆက်ဆာဆက်ဆင်ကြတယ်။သူတို့ရဲ့တိုးတဲ့တော်သားအောင်ထူကကျွန်တော်ကျောင်းမှာဆယ်တန်းကျူရှင်ယူနေသူဖြစ်တယ်။ကျွန်တော်သားအချင်းတွေဘယ်လိုလဲဆရာ။ဒီနေ့လေအောင်ဖို့မျှော်လင့်ချက်မရှိဘူး။ကျောင်းလည်းမမှန်မတက်ဘူး။စားလည်းမလိုက်နိုင်ဘူး။ဒီကောင်အိမ်ပြန်ရောက်ရင်ရောစကြက်ရက်လားမကြက်ဘူးဆရာဗီဒီယိုဂိမ်းကစားနေရပဲကျွန်တော်တို့ပြောလဲမရဘူး ဒီကောင်မိဘနှစ်ပါးလုံးကိုကယုံဆိုင်ဘူးခမရတို့ဟာငငယ်တဲကအလိုလိုက်တာကိုတားလေဒီတယောက်တည်းရှိရမဟုတ်လားဆရာရဲ့သူ့အမေကအသေးခမရကဘာထုတ်လို့လဲကိုမြကြီးနဲ့မဲရွှေခင်တို့မှာတုပ်ရဲတော့ဒုက္ခတာရှိရဲ့အဲ့ဒီဒုက္ခကတုပ်ရဲတော့တားဖြစ်တဲ့အောင်ထူးကိုဆုံးမမရခြင်းပဲဖြစ်တယ်အောင်ထူးကလည်းနာမည်နဲ့လိုက်အောင်ထူးအောင်ဆိုသူဖြစ်တယ်ပတ်စံကိုလက်ပြန့်ယုံနဲ့လွယ်လွယ်ရတာကြောင့်ပေါ်ပေါ်စားပေါ်ပေါ်နေ လက်ဖက်ရည်ဆိုင်ထိုင်ကအပေါင်းအသင်းတွေနဲ့ဟေလာဝါလာပြောလိုက်လဲပတ်နေလိုက်နဲ့အချင်းကုန်နေတက်သူခမရအဖေပဲဗျကြည့်ပြောပေါ့သူ့အသားကိုပြောရင်မဲရွှေခင်ကမကြိုက်ဘူးဗျပြီးတော့သူ့မှာကနှလုံးရောဂါကရှိရော သူစိတ်ထိကြိုက်အောင်လည်းမလုပ်ချင်ဘူးမှန်နေမဲရွှေခင်မှာနှလုံးအားနေတဲ့ရောဂါရှိရဲ့ဒီရောဂါဆွဲကန်နေတာဆယ်နှစ်ရှိပြီနာတာရှည်ရောဂါဆောင်ကလည်းလူမှာစိတ်ချမ်းသာအောင်ထားရမယ်လို့မှားထားတယ်လေ အဲ့ဒီချက်ကိုသိထားတဲ့အောင်ထုကအညာကင်ကစိုးကျင်တိုင်းစိုးနေခြင်းဖြစ်တယ်။ဒီကြတဲ့ပြဿနာတရပေါ်လာတယ်။ရက်ွက်ထဲမှာနှင်းတီဘီဆွဲကောင်မလေးတယောက်ရှိတယ်။ကောင်မလေးကရင်ရင်ကြည်ကြည်ဖြူဖြူချောချောလေးဖြစ်ပြီးတော့စေချောင်းတက်နေတဲ့ចောင်းသူဖြစ်တယ်။ကျွန်တော်ကြူရှင်မှာပဲဆယ်တန်းအောင်သွားတဲ့ကောင်မလေးဖြစ်တယ်။ကောင်မလေးမိဘတွေကအစိုးရဝန်တန်းအရာရှိတွေဖြစ်ပြီးရိုးအေးတဲ့မိသားစုဖြစ်တယ်။အောင်ထုကနှင်းတီဘီကိုစားလိုက်ပြီးရေးစားစကားလိုက်ပြောတယ်။ ်ကာမလီကသူ့လူဘဝမှာရည်ရွယ်ချက်မဲ့အချိန်ကုန်ဆုံးနေသူကိုသဘောမကျကာမလီအကိုတွေကလည်းသူတို့ညီမသဘောမကျမဲ့သိရကြောင်းဟန်တာတယ်အောင်တူကလည်းမလျှော့ဒီတော့တနေ့ပြဿနာဖြစ်ကြတယ်နှင်းတည်ပြီးအကိုတွေနဲ့အောင်တူတို့တငယ်ချင်းတတိုက်ထိုးကြည့်ကြတယ်ဖြစ်တာကလက်ဖက်ရည်ဆိုင်မှာအောင်တူကခုံနဲ့ဆွဲရိုက်လိုက်တာကြောင့်နေတဲ့ဘီအကိုတယောက်ခေါင်းပေါက်သွားတယ်။ဘေးကဝိုင်းပြန်ပြေကြအောင်ရံပွဲကပြီးသွားတယ်။ ဒါပေမဲ့တစ်ဖက်ကမကျေနပ်တာကြောင့်ရုံးတိုင်းပဲကက်တိုင်းပဲဖြစ်တယ်။ဒီတော့ကိုမြကြီးနဲ့မရွှေခင်ဥရဖာယာကျွန်တော်တောင်းမယ်နဲ့။ကိုပေါင်းစီယာဆရာဝင်ရပါတယ်။နမို့ဆိုကျမသားလေးထောင်တန်းကြနေပါအောင်မယ်။ကျွန်တော်မနေတာတော့သူတို့လင်မယားကိုပါခေါ်သွားပြီးတစ်ဖက်မိဘတွေကိုသွားတောင်းမယ်ရတယ်။ဒါအတွက်လည်းအနှူးညွတ်တောင်းမယ်ပါလေရှင်။နောက်ဒီလိုမဖြစ်စေရပါဘူး။ကုန်ကြသည်မြဆေးဘိုးဘွားကလည်းကျမတို့ပေးပါမယ်။ဆေးဘိုးဘွားကပေးဖို့မလိုပါဘူး။ တရက်ကွက်တဲ့နေ့ကတော့ကျွန်တော်တို့လည်းမျက်နှာနာပါတယ်။ရုံးရောက်ခဲ့ရအောင်မလုပ်ချင်ဘူး။အခုဆရာကိုစီသူကိုယ်တိုင်ပါလာတော့ကျင်းနဲ့ရတော့မှာပေါ့။ကျွန်တော်တို့ဘက်ကတခုတောင်းဆိုချင်တယ်။ပြောပါခင်ဗျာဘာလာရောရမလဲ။နောင်ကိုခင်ဗျားသားနေနေကျွန်တော်တို့သမီးကိုဆက်မနှောက်ရှက်ဖို့ပဲ။သူကအမြဲကြောင်းတက်နေရမှာကျွန်တော်တို့ကလည်းအချိန်ပြည့်စောင့်ကြည့်မနေနိုင်ဘူး။ဟာစိတ်ချပါဒီကိစ္စတွေကျွန်တော်တို့တောင်းရင်ယူပါမယ်။ဒီလိုနဲ့ဒီကိစ္စမှာတခဲရက်သွားတယ်။ ဒီမိန်းကလေးနဲ့ဝဝဲနေတော့သားမမေတို့ကကြိခန့်ထားရတာသူသဘောမကျပေမဲ့တိတခါတော့သူ့အမေစကားကိုသူနားထောင်နေနေတီရီကိုအရင်ကလိုလိုက်မနှောက်ရှက်တော့ဒါပေမဲ့ပြဿနာကမပြီးတည့်ရဲ့ကျွန်တော်ကိုခေါ်ကတိုက်မြင်နေဆရာကြီးနေတီရီအကိုရိကမကြည့်ဘူးတဲ့သူတို့ရဲမတိုင်တာအဲ့ဒါကြောင့်တဲ့သူတို့ကိုယ်တိုင်လက်တုံ့ပြန်စင်လို့တဲ့ကျမသားလေးတော့ဒုက္ခရောက်တော့မယ်ထင်ပါတယ်ကဲပေါင်းဆရာကြီး ဒီလောက်လည်းဆိုရင်မနေကြပါနဲ့ကျွန်တော်စုံစမ်းကြည့်ပါအောင်မယ်မှန်တယ်ဆိုရင်လေသူ့မိဘတွေကိုအကျိုးချောင်ပြောပြပြီးတော့ဟန်တာပေးပါမယ်လူငယ်တွေဆိုတော့အခန့်ချင်းစိတ်ညံလက်တုံပြန်ချင်းပြန်ကြမှာဒီထက်ဆိုတာရှိသေးတယ်မင်းသားကဟိုဘက်ရက်ကွက်ကဝင်းစုံနဲ့တွေ့နေရဲ့ဒီကောင်မကြခင်ကမှမူရဲ့အမှုနဲ့ထုံကထွက်လာတဲ့အကောင်ကိုမြကြီးစကားကြောင့်ကျွန်တော်စိတ်တွေလေးလံနေရဲ့မူရဲ့ဇေဝဆိုတာကောင်းကျိုးပေးတဲ့အရာမဟုတ်ဘူးဒီကောင်တွေနဲ့တွေ့ပြီးသုံးဆွဲမိရင်ရာဇဝတ်မှုလည်းတက်မယ် အဲ့ဒီကောင်တွေနဲ့အပေါင်းအသင်းမလုပ်ဖို့ကျွန်တော်ပြောတယ်နားမထောင်ထုံးစံအတိုင်းမဲ့ရွှေခင်ကဒါဆိုဘယ်လိုလုပ်ကြမလဲစဉ်းစားပါအောင်စီအာอืมကြုံနီးလန်းရှာကြည့်ပါအောင်မေကျွန်တော်မှာအောင်ထုတ်တွေအလုံးရရနေရတယ်နောက်တနေ့ကျွန်တော်ကိုမြကြီးစီကိုရောက်သွားတယ်ဘာမှစိတ်ပူမနေနဲ့တော့နင်းတီတွေမိဘတွေကိုပြောပြပြီးကောင်လေးတွေကလည်းလက်တုံပြန်ဖို့ရည်ရွယ်ချက်မရှိပါဘူးလူတွေကစကားကားပြောတာပါဒါဆိုတော်ပါသေးရဲ့ဆရာရဲ့ ခမရတို့စိတ်ပူရမှာကဒီကိစ္စမဟုတ်ဘူးဘင်းဖြူကိစ္စမီးဆိုတာမလောင်ခင်တားထတာပိုးကောင်းနေဒါကတမျိုးသားလုံးလူညွတ်တုံပဲကိစ္စပဲအခုတည်းရောသူ30ပုံမရှိသေးပါဘူးဒီတော့ကျမတို့ဘယ်လိုလုပ်ရမလဲဆရာဒီကောင်ကိုတစ်ချက်ကုန်နဲ့ချက်ပြန်မလေးရှားကိုပို့လိုက် အလတ်လုတ်ခိုင်းလိုက်ဒါဆိုဒီကောင်အဖို့ကျုတ်သွားမယ်ငွေရှာရခက်တာသိပြီးတော့ငွေတန်ဖိုးကိုနားလေသွားမယ်ဘလောက်ကုန်မလဲဆရာ6သိန်း9သိန်းပေါ့ခမရတို့လည်းတက်နိုင်တဲ့ငွေကြေးပမာဏပဲ ပြီးတော့အဲ့ဒီငွေက၄၅လနဲ့ကျိမယ်ကျွန်တော်တို့ပေးနိုင်ပါတယ်ဒါပေမဲ့လူလိန်နဲ့တွေ့မှာဆိုလို့ပါဒီကိစ္စကြောက်တာဝန်ယူရဲကျုံမိစေတောက်ကတေဝင်လောက်ကနေရပဲဟိုမှာအလောက်ကလည်းအစင်းသင်ရှိပြီးသားနိုင်ငံတော်ကိုလည်းတစ်ဖက်တလန်ကငွေရှာပြရရောက်တယ်လေကျမသားလေးလုံနိုင်ပါမလားအလောက်ကတော့အလောက်ကြံပဲဒါပေမဲ့သူလည်းယောက်ျားပဲဗျာလုံနိုင်မှာပေါ့ကျုပ်တို့ခမည်းသားကိုတဲ့ပြင်းဆုံးမှာဘို့ဒီတလန်ပဲမြင်တယ်ဒါမှကို့ချရာပေါ့ကိုရက်တင်နေပြီလူတလုံးသူတလုံးဖြစ်မှာ ကျမသူ့သဘောထားကိုမေးကြည့်ပြစီအောင်စရာမေးလေမေးပါမေးကြည့်တဲ့အခါသူတို့ထင်တာအထက်လွဲကိုရယ်ကျွန်တော်တငယ်ချင်းတချို့လဲမလေးရှားကိုထပ်ပြီးအလုပ်လုပ်နေကြတယ်အမေကျွန်တော်လဲသွားကြနေရအမေတို့မလှုပ်ဘူးထင်လို့မပြောဘဲနေတာလွတ်မယ်ဆိုကျွန်တော်သွားမှာပေါ့သူတို့နိုင်ငံမှာဘလို့နေကြစားကြရဆိုတာလဲစိတ်ဝင်စားတယ်လေးလိုက်ခီးပေါ့ငါသာသွားနိုင်ကောင်းတာပေါ့ဒါပေမဲ့မင်းကကြည်ကြဲတန်းမလှုပ်ဘူးတော့အလုပ်မှလုံးနိုင်ပါမလားလို့ သူများလုံနိုင်ရင်ကျွန်တော်လည်းလုံနိုင်ရမှာပေါ့ယောက်ျားပဲအမေရဲ့ဒီလိုနဲ့သူတို့အောင်သူကိုမလေးရှားလွတ်ဖို့အဆင်ပြေသွားတယ်ပတ်စပို့ကိစ္စဗီဇာရောက်ဖို့ကိစ္စတွေနဲ့အလုံးရှုံနေကြတယ်။ဟွန်းတို့အသားလေးကဒီလိုတော့လည်းမစိုးရှာဘူးတရက်မှာမြို့ထဲမှာအောင်သူနဲ့နှင်းတေဘေးကိုတွဲလျက်တွေ့လိုက်ကြတယ်။ကိုမကြီးဆိုရင်ထိန်တန်သွားတယ်ဒီကောင်မလေးနဲ့ဒီကောင်ဘာကြောင့်ပြန်တွဲနေရလဲသူတို့ကကောင်မလေးမိဘတွေကိုဂရိဘေဘီသာရှုပ်ကုန်တော့မယ် သူကသူ့မိမရဲ့မရွှေခင်ကိုပြောပြတယ်။မရွှေခင်ကလေအထိတ်တလန့်တားလို့တဲ့အောင်ထူးပြန်လာတော့မိကြီးရဲ့အောင်ထူးကအေးအေးစစ်စစ်ကျွန်တော်နဲ့နင်းတွေတွေကငကိုရဲကပြဿနာမရှိပါဘူးအမေ။ကျွန်တော်တို့ကကြောင်းနေပဲတငယ်ချင်းတွေပဲ။သူ့အကိုတွေကိုကြောက်ပြီးနင်းတွေတွေကကျွန်တော်အတိတ်နဲ့လက်မခံရတာ။ပြီးတော့ကျွန်တော်အလုံးမရှိကံမရှိနေတွေ့နေရကို သူကိုယ်တိုင်ကလည်းမကြိုက်ဘူးလေ။အခုကျွန်တော်နိုင်ငံသားကိုအလုတ်သွားလောက်တော့မယ်ကြတော့မနေနိုင်ဘူး။သူကိုယ်တိုင်စပြီးတော့ချင်းတွေ့တာ ျွန်တော်အလုပ်သွားလို့မှအဲ့ဒီမခံကျင်စိတ်တွေပါတယ်။မင်းမိဘတွေလက်ခံနိုင်တဲ့သူဖြစ်အောင်စူးစမ်းပြမယ်လို့သူ့ပြောခဲ့တယ်။သူကလည်းကျွန်တော်ကိုစောင့်နေပါမယ်တဲ့။အင်းမင်းတို့လူငယ်တွေကိစ္စငါတို့လည်းနားမလဲတော့ဘူးကွာ။ဦးမြကြီးကညီရဲ့ပြဿနာမတက်ရင်ပြီးရပဲ။သွားကနေအနေထိုင်တော့ဆင်ကျင်းကွာ။ဟုတ်ကဲ့ပါအဖေပူမနေပါနဲ့။ငါတော့ပူရအောင်မေ။မနေ့ပြန်ငါနဲ့မင်းလိုက်ခဲ့။ဘယ်လဲအမေ။ဘေးတင်စရာစီ။ ကျွန်တော်ဒါမျိုးတွေအယုံကြည်မရှိဘူးမေမဲမေချိတ်ချမ်းတောင်လိုက်သွားလိုက်ဆက်မှာတားရယ်နောက်တနေ့သူ့အမိကျင်းနေအောင်လို့ဘေးဒင်းဆရာစီတိုက်သွားရတယ်ဘေးဒင်းဆရာကတွေ့ချက်ကြီးကအင်းအခုတလောအတာနေညံ့နေရယ်တိတ်ဆိုးဝါလာဆရာဒေါ်ရွှေခင်ကစိုးရင်စွာနဲ့မေးရယ်အောင်သူကတော့စိတ်ပြန်နေရယ်တိတ်အညံ့ကြီးမဟုတ်ပါဘူးရရရာခြေလိုက်ပျောက်သွားမှာပါဘေးဒင်းဆရာပြောတဲ့ရရရာခြေရမယ့်ကိစ္စတွေကိုသူ့အမိကရှေးမှန်နေရယ်နောက်တနေ့မှာ သူ့အမေရွှေတကုံဖျားအရှိဘက်မုတ်ကကျေတုံဖျားကံမှာငါးသက်စေသွားလို့ခိုင်းနေ။နေအသက်တခါလို့ငါးအသက်စေကလှုပ်လို့ပါဇက်ကပြောအောင်။အဲ့လိုမှာတော့ရည်စရတော့အကောင်းသား။သူ့အတွေ့အားလုံးအဆင်သင့်ဖြစ်ပြီ။မသွားမီရပ်ပိုင်းတွင်သူ့အိမ်မှာပဲကုန်နေရဲ့။သူ့အနေထိုင်ဆင်ကျင်တော့သူ့မိဘတွေစိတ်ချမ်းသာတယ်။ငါသားလေးကိုဒီတိုင်းဆိုလှွတ်တာမလွတ်ချင်တော့ဘူး။အားလုံးစီစဉ်ပြီးမှမင်းစီတာမပြောင်းနဲ့မဲ့ရွှေခင်။ဒုံငွေကုန်ထတာတွေအလကားဖြစ်မယ်။ ဟုတ်ပါတယ်အမေရေဘာမှဆွေးကြမရှိပါဘူး။ဟိုမှာလဲကျွန်တော်လိုအလုပ်သွားလုပ်မဲ့လူတွေအများကြီးပဲဟာ။ကျွန်တော်လဲကြကြမနေပါဘူး။အတွေ့အကြုံရအောင်တနည်းနည်းလောက်နေပြီးပြန်လာမှာပဲဟာ။ကျွန်တော်လဲအမေနဲ့ကြကြမခွဲနိုင်ပါဘူး။ကဲ။သွားကနေစိတ်တက်ကြအောင်ပြောမနေနဲ့မရွှေခင်။အန်ထူကမလေးရှားမသွားခင်နှင်းတီဗီနဲ့တစ်ချိန်တော့တွေ့သွားခြင်းတည်းရဲ့။ဒါပေမဲ့သူ့ဆန္ဒတွေကိုမျိုးသိမ့်ထားလိုက်တယ်။သွားကနေပြဿနာမဖြစ်ချင်းသူ့ကိုယ်တွေကအခုချိန်ထိမိမိကိုကြည့်ပြူတာမဟုတ် ဒီလိုနဲ့အချိန်တန်တဲ့အခါအောက်သူကအမိပြည်မှာထွက်သွားခဲ့တယ်။သူမိဘတွေနဲ့အတူကျွန်တော်ကိုယ်တိုင်ပင်လေစိတ်ကိုလိုက်လံပို့ဆောင်ခဲ့တယ်။ဒီကောင်လေးကိုဒီလိုထွက်သွားမြင်ရတော့လေကျွန်တော်ကိုယ်တိုင်စိတ်မကောင်း။နောက်တစ်ရက်မှသူ့အမေစီဖုန်းဆက်တယ်။မလေးရှားကိုကောင်းမွန်စွာရောက်ရှိကြောင်းအလုပ်ဝင်နေကြောင်းဒီစကားကြတော့မက်ရွှေခင်ခြေနဲ့ဝမ်းမြောင်နေရဲ့။ဒါကိုတတိယပေးမိ။သူ့ယောက်ျားစိတ်မကောင်းဖြစ်မှဆိုတာကြောင့်ဝမ်းနေဟန်မပြ။တပတ်လောက်နေတော့သူ့ကိုအလုပ်သွင်းပေးသူထမစလာတယ်။ အဲလိုကကျွန်တော်နဲ့ဆွေရမကင်မျိုးရမကင်ဖြစ်ကကျွန်တော်ကအောင်တူရဲ့အခြေအနေကိုစာရေးအစီရင်ခံဖို့အကြောင်းကြားထားသူဖြစ်တဲ့အောင်တူအလုတ်မှာစူးစားအလုတ်လုပ်ကြောင်းလိမ္မာကြောင်းကျွန်တော်အဲ့စာကိုရှုသွားပြီးမက်ရွှေခင်တို့ကိုပြခဲ့တယ်မက်ရွှေခင်ဝမ်းတာနေရဲ့ဒါကြောင့်ငါပြောတာပဲဟိုရောက်ရင်ဒီကောင်လိမ္မာသွားမှာပါလို့သူຫນွေစိုးစိုးရဲ့လူမှမရှိပဲဒီမှာဆက်နေရင်သာအပေါင်းအသင်းဖြစ်လို့ပြတ်ပါအဲ့ဒါဆရာကျေးဇူးပါဆရာအကြံပေးလို့ဒီလိုလုပ်ဖြစ်တာ သူ့ကိုကျုပ်က တူလေးသားလေးလိုအောင်းမိပြီးတော့ကောင်းစားစေချင်တယ်လေဒါကလေတကယ့်စင်နာအမှန်မင်းဖြစ်တယ်လာကုန်တဲ့အခါအောင်ထုကငွေတသိန်းတင်ပို့လိုက်တယ်မက်ရွှေခင်ဝမ်းသာမစုံကျမဒီငွေကိုတက်မို့မထားပါဘူးကျမသားလေးလိမ့်မလာတာကိုဝမ်းမြောက်တာမိဘမင်းတီးတက်တာကိုဝမ်းသာတာอืมဒုံမွေးရကြုံနဲ့တာပေါ့ကွာသူ့သားငွေတသိန်းပို့လိုက်တဲ့အကြောင်းကိုမက်ရွှေခင်က ပြောလို့မစုံအောင်ရှိရဲ့တွေးတဲ့လူတိုင်းကို ထုတ်ပေါ်ကြွားပါနေရဲ့ ကျမသားလည်းမလိမ္မာဘူးလားလူတွေကလည်းတပြုံပြုံတပတ်လောက်ကြာတော့မလေးရှားမှာစရောက်လာတယ်။အောင်ထုနဲ့ပတ်သက်ပြီးရေးထားတဲ့တာမန်စာလို့ထင်ကကျွန်တော်ဖောက်ဖက်လိုက်တယ်။ဒါပေမဲ့စာထဲမှာပါတဲ့အကြောင်းအရာကကျွန်တော်ငယ်တဲ့ကိုမွေပေါက်ခံရသလိုဖြစ်သွားစေတယ်။စာကတူတူဒါပေမဲ့ပြေဆုံးနေအောင်ထုသိပြီတဲ့အလုံနာရဲ့လှုပ်ဖို့ကင်ရွက်တွေနဲ့အရက်သွားတော့တယ်။တပတ်အရာဝိုင်းကလူဝင်နဲ့စကားများတယ်။စားရှိရဲ့အောင်ထုကရိုက်ဟဲနဲ့ဟဲလှုပ်တယ် အဲ့ဒီရံဝယ်မှာအောင်ထူဓာတ်ထူခင်ရတယ်။စေးအောင်တင်ပြီးမယ်အသက်မမီတော့ဘူးလို့ဆိုရယ်။ကျွန်တော်တသက်မှာပြောရခဲ့တဲ့စကားမျိုးတွေကြုံဘူးတယ်။ဒါပေမဲ့ဒီလောက်ပြောရခဲ့တဲ့စကားမျိုးတော့မကြုံဘူး။သူမိဘတွေကိုဘယ်လိုလုပ်ပြောရမလဲ။ဒီမိကကျွန်တော်မွေးတယ်မေး။အောင်ထူကိုနိုင်ငံခြားပို့ဖို့ကျွန်တော်ပင်တိုက်တွန်းခဲ့တယ်မဟုတ်လား။အခုတော့တည်တွင်းနဲ့ပို့တယ်လို့ဖြစ်ခဲ့တယ်။သူ့အတွက်ဝမ်းနေတာတစ်မျိုး၊စိတ်ရှုပ်တာတစ်မျိုး၊ပြောမထတာတစ်မျိုးနဲ့တုံးရက်ခန့်အကြာမှာတော့ကျွန်တော်ပြောပြဖို့ဆုံးဖြတ်လိုက်တယ်။ ဒီကိစ္စကရေရှည်ဖုံးကွယ်ထားလို့ရကောင်းတဲ့ကိစ္စမဟုတ်ကျွန်တော်စိတ်ပြက်လက်ပြက်နေကိုမြကြီးတို့အိမ်ဘက်ကိုထွက်ခဲ့တယ်။ကိုမြကြီးတို့အိမ်ထဲမှာဆောင်းဝန်ထွက်လာတာတွေ့ရတယ်။ဘာဖြစ်တာလဲကိုမြကြီး။မဲရွှေခင်လဲပြန်ပြီလေ။သူ့နှလုံးကတိတ်လို့ပဲ။တခါတလေဖောက်တတ်တယ်။ကျွန်တော်ပို့ပြီးတော့အပြောရခက်သွားတယ်။သူကအခဲခံမိရဲ့ဆရာပြောဖို့ရှိလို့လား။အင်းပန်းစံထဲမှာအေးစစီပြောကြရအောင်။ဒီချိန်မှာဒီစကားမျိုးမပြောချင်ဘူး။မပြောပြန်ရင်လည်းမဖြစ်ဘူး။ ။ "तू तू ဘာဖြစ်လို့လဲဆရာ?ပြောပါ။ကျွန်တော်ယောက်ျားပါစိတ်ခိုင်ပါတယ်။ तू ဆုံးမီကိုမြကြီး။ကိုမြကြီးတရုတ်တရုတ်လိုညှိတဲ့သွားတယ်။ကျွန်တော်ဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်တယ်။ဒီကိစ္စမှာကျွန်တော်အပြစ်မကင်တယ်လို့ခံစားရတယ်။မဟုတ်တာပဲဆရာရဲ့။ဒီကိစ္စတွေစိတ်မကောင်းဖြစ်မနေပါနဲ့။ဆရာကသူကောင်းဖို့စီစဉ်ခဲ့တာပဲ။ဒီလိုဖြစ်ရမယ်ဆိုတာသူကံကူကပလာတာပါဆရာရဲ့။ဒီတော့လေဘယ်ရှောင်လဲလို့ရပါမလဲ။ဆရာကိုကျွန်တော်တခုတော့တောင်းမှန်ချင်ပါတယ်။ ။ဖားများလဲကိုများကြီး။ဒီကိစ္စကိုမတ်ရွှေခင်မသိစေချင်ဘူးဆရာ။သူယောဂါကစိတ်ထိခိုက်ခံလို့မဖြစ်ဘူး။ဒီတော့အရင်ကလိုပဲစာရီဆက်ပို့ပေးဖို့ဆရာမိတ်ဆွေကိုပြောပေးပါ။စာထဲမှာတားလေးလိမ်ပါတဲ့အကြောင်းအလောက်ကင်စူးစမ်းကြောင်းတွေရေးပေးပါလို့။မတ်ရွှေခင်ကသူ့သားကိုတိတ်လိမ်ပါနေလို့ပြောနေရဆရာရဲ့။သူ့တည်ရဲ့ထီတီလိုပဲစိတ်ချမ်းသာနဲ့တည်သွားစီချင်တယ်။သူလည်းကြကြမနေရတော့ဘူးဆရာ။သူ့နှလုံးယောဂါကခွဲစိတ်ကူးတာလို့လည်းမကောင်းနိုင်တော့ဘူး။ လူပြည်မာနေရရင်နောက်တလလောက်ပဲလို့ဆောင်ကပြောသွားတယ်။ကျွန်တော်တို့ဆက်ညာကြရအောင်ဆရာ။ကျွန်တော်ကြည်ခွဲဝမ်းနဲ့စွာနဲ့ကောင်းမြင်ပြလိုက်ရတယ်။ကိုမြကြီးဖြစ်ကိုစဉ်းစားကြည့်ပါ။အတော်ပင်ကြည်ခွဲကြာကောင်းလာတယ်။တားပြစ်သူတေဆုံးခဲ့ရတယ်။ဇနီးဖြစ်သူကလည်းတေဆုံးလို့ဆက်စဲ။တားပြစ်သူတေဆုံးခဲ့ပြီလို့လည်းဇနီးကိုအသိမပေးရဲ့။ချိန်မေခန်းစားနေရဟန်တူတယ်။ကျွန်တော်ကလည်းဒီကိစ္စကိုကိုမြကြီးမှလွှဲပြီးဘသူကမှမပြောဘဲထားလိုက်တယ်။မတော်တဆပေါက်ကြတာက မဲရွှေခင်နာကိုရောက်သွားမှဆိုအားကြောင့်ဖြစ်တယ်။တရက်မှာကျွန်တော်အိမ်ကိုနှင်းတေဘီရောက်လာတယ်။သူကကျွန်တော်ကြူရှင်မှာပင်ဆယ်တန်းအောင်သွားတယ်။တပည့်မလေးဖြစ်တာကြောင့်ရင်းနေပြီးသား။ဆရာကိုမေးကြရှိလို့သူစာမေးလိုက်မယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့နှင်းတေဘီတကယ်မေးခဲ့တာကအောင်ထူကြောင့်ဖြစ်တယ်။အောင်ထူကျမစီကို စာရင်းမေးပြောတယ်။သူရောက်စားကစာတစောင်မေးလျှောက်တာတယ်။နောက်တစောင်မှရောက်မလာဘူးဆရာ။ဆရာများသိမလားလို့သူအလောက်များလို့နေပါလိမ့်မယ်။ ကိုမကအချင်းဖို့ရမှာမဟုတ်ဘူး။သူ့အမေစီရောတပတ်တခါလောက်စားရေးပါတယ်။သူကျမရေးကောင်းနေပြီးတာပဲဆရာ။ကျမောင်များစိတ်နာသွားမလားလို့။ဘာဖြစ်လို့စိတ်နာရမှာလဲ။ကျမသူ့ကိုဒီလိုအချင်းနေတော့လက်မခံနိုင်ဘူးလို့ပြောလိုက်တယ်။ကျမမိဘတွေသဘောကြတော့စူးစမ်းဖို့ပေါ့။တကယ်တော့ကျမအတွက်မဟုတ်ပါဘူးဆရာ။သူ့ဘဝကောင်းစားဖို့အတွက်ပြောခဲ့တာပါ။ကျမကိုငွေမဲ့တယ်၊ဂုံမဲ့တယ်ထင်သွားလားမသိဘူး။နှင်းတီပဲကြည့်ရတာက အောင်တို့ထွက်သွားတဲ့အတွက် ိတ်မချမ်းမမြေဖြစ်နေရင်တူတယ်။အောင်ထူကမင်းပေါ်မှာအထင်မြင်မမှားပါဘူး။သူတကယ်လိမ်မာသွားတာပါ။သူ့ဘဝကိုတကယ်ပဲပြုပြင်ဖို့ဆုံးဖြတ်ခဲ့ရပါ။ဒါဆိုရင်တော့ကောင်းပါလေဆရာ။ကျမတို့စောင့်နေမယ်လို့ကတိပေးခဲ့တယ်။ကျမကတိတရားလို့စောင့်နေမှာပါ။ကြေကွဲဝဲကောင်းတဲ့အချစ်ဇလံတပုံဘရမပြက်မလာနိုင်တဲ့အောင်ထူကိုဘေကာလာတိမြစောင့်မျှော်နေလိမ့်မလဲ။အောင်ထူကလည်းမျှော်လင့်တဲ့အိမ်မက်လေးကိုရင်မာပိုက်ကထွက်ခွာသွားခဲ့တယ်။အခုတော့ချစ်သူနှစ်ဦးရဲ့အိမ်မက်မှာ အကောင့်ထဲမပေါ်ရမီမှာ ကွဲရှာပြောင်းဆောင်ခဲ့လေပြီ။နှင်းတီဗီရေမင်းတို့ကလိမ့်လိုက်ရတာခွင့်လွတ်ပါ။နှုတ်ဆက်ကပြန်သွားတဲ့ကောင်မလေးနောင်ကျော်ကိုကြည့်ပြီးတိတ်တဆိတ်ရေရွမီရဲ့အချိန်တိုင်တော့အမတ်ကိုဖွင့်ပြောရပါမယ်။နောက်တရက်မှာကျွန်တော်ကိုမြကြီးတို့အိမ်ကိုရောက်သွားတယ်။မလေးရှားမှအောင်ထိုးရဲ့စာရောက်လာတဲ့ပုံစံနဲ့ဖက်ပြဖို့ဖြစ်တယ်။မဲရွှေခင်ကအိယာကရင်ပေါ်မှာပက်လက်လေးလှဲနေရယ်။ကိုမြကြီးလာလေ။တားစာဖက်တာနားထောင်ရအောင်။ အဲ့လိုသူ့ယောက်ျားကိုခေါ်ပေးမိ။ဆိုင်ထဲမှာလူမရှိဘူး။နောက်မှပဲဖက်တော့မယ်။အဲ့လိုပြောကထွက်သွားလေရဲ့။ကိုမကြီးကမဲရွှေခင်ဖြစ်ကို ကြည့်ရဟန်မတူ။ကျွန်တော်လည်းထုံးစံတိုင်းစာကိုဖတ်ပြရရတယ်။အလောက်ကန်တွေကောင်းကြောင်း အမေတို့ကိုတတိယကြောင်းစတဲ့ဖြင့်ဖက်ကပြနေရပါမယ်ရှင်းနေကမကောင်း။မဲရွှေခင်ကခရင်ပေါ်မှာလှရင်နားထောင်နေရဲ့။သူ့နှကန်းတွေက ပြုံးနေပေမယ့်မျက်လုံးတွေကငိုနေတယ်လို့မျက်ရည်စတွေဝေဝဲနေရဲ့။ အဲ့လိုအငူတဝက်အပြုံးတဝက်မျက်နာကိုမေ့မရအောင်ကျွန်တော်တသက်မှာတစ်ချိန်သာတွေ့ဖူးခဲ့ခြင်းဖြစ်တဲ့ကျွန်တော်မက်ရွှေခင်အနေမှာစက်မနေနိုင်တော့နှုတ်ဆက်ကထွက်လာခဲ့တယ်။အပြင်မှာ ကလက်ထိုင်တလုံးမှာညှိုးငယ်စွာထန်နေတဲ့ကိုမြကြီးကိုတွေ့ရတယ်။ဒီလောက်လဲဝမ်းနဲ့ကြည့်ကွဲမနေပါနဲ့ဗျာ။လူဆိုတာတိမ်မျိုးတွေပါပဲ။မှန်ပါတယ်ဇာ။ကျွန်တော်ကကြည်ကွဲနေရလေ။သူတို့တည်ဆုံကြလို့တည်ဆုံကြမှာမလို့မဟုတ်ပါဘူး။ဒီသားမီးညှောက်ရဲ့ဖြစ်ကိုတွေးမိလို့ပါ။ ီးတော့ကျွန်တော်တို့လင်မယားဟာအင်မတန်ချစ်ခင်သလိုအင်မတန်လေးပွင့်လင်းနေတယောက်နဲ့တယောက်ကြားမှာလှည့်ဝှက်ထားတာမရှိဘူးအခုတော့မက်ရွှေခင်ပေါ်မှာကွယ်ဝှက်ထားတာကျွန်တော်တစ္ဆာမေယာကြားမလားလို့တွေးမိလို့ပါဆရာဟုတ်တယ်ကိုမြကြီးကျွန်တော်လည်းအမှန်တမ်းဖွင့်ပြောလိုက်ရင်ကောင်းမလားလို့စဉ်းစားမိရဲ့တေဆုံးလူစစဲလူတယောက်ကိုလိန်ညာနေရာတရားမျှတရဲ့လားပြီးတော့မသေးခင်နောက်ဆုံးချိန်မှာမက်ရွှေခင်အမှန်တမ်းတိသွားတယ်လို့ထင်နေတိုင်းမဲ့ကိုမြကြီးကပြပြသားလေးတောင်းမယ်တယ် မလောက်ပါနဲ့ဆရာ။ तू ကသူ့သားကိုတိတ်ချစ်တော့သူ့သားမရှိတော့ဘူးဆိုတာသိရင်ခောက်ကနေတေးသွားနိုင်လေ။အခုလဲတေးတော့မှာပါ။ရပိုင်းမဲခံတော့မှာ။ဆရာဆက်ပြီးတော့တေးကြံလင်းပေးပါ။ချက်ချာမလင်းရတော့ပါဘူး။အေးခမရကျမ်းမကြီးတဲ့ဂယုဆိုင်အောင်။ဒီလူကလည်းတွေးတူယောဂါရှိနေရဲ့။ကျွန်တော်ကကိစ္စမရှိပါဘူး။မရွှေခင်အတွက်သာစိတ်ပူနေရတာဆရာ။ခြေခွဲဝမ်းနေရဲ့စိတ်နဲ့ကျွန်တော်ကိုမြကြီးတို့အိမ်ကိုမရောက်ပဲရှိနေခဲ့တယ်။ မလေးရှားမှာအတူပါကိစ္စကိုသူတို့အဆင်ပြေတယ်လို့စီစဉ်ပြီးကြောင်းဆက်ရောက်လာတယ်။ဒီကကိုမြကြီးကလည်းစနေကိုပြစ်ပြီးတော့မသွားနိုင်။လမ်းမှာ ကိုမြကြီးနဲ့တွေ့တော့သူ့အချင်းကြီးအတော်ဆိုးဝါးနေပြီစရာလာတွေ့ပါအောင်။မက်ရွှေခင်ကိုအားပေးစကားပြောဖို့စဉ်းစားမိရဲ့။ဘာပဲဖြစ်ဖြစ်သူ့သားအကြောင်းကိုတော့အဖြစ်မှန်ဖွင့်မပြောတော့။သူ့ဘဝနောက်ဆုံးချိန်မှာမျော်လင့်ကြလိမ့်နဲ့အသက်ရှင်သွားစေချင်တယ်။သူ့သားစီအမေနေမကောင်းတဲ့အကြောင်းအကြောင်းကြားလိုက်ပြီး သူသားခွင့်ယူကမကြခင်ပြန်လာလိမ့်မယ်လို့ထပ်မံလိန်ရပြရမယ်။ကိုမြကြီးကအခန်းထဲလိုက်ပို့တယ်။ဖြောတော်နွမ်းလျာစွာမဲရွှေခင်အိယာတဲလဲနေရဲ့။ခြေတန်ကြားလာတာကြောင့်ထင်းနေသူ့မျက်လုံးလေးကိုဖွင့်ကြည့်ရဲ့။ကျွန်တော်တို့တော့သူ့မျက်လုံးလေးကအယောင်တောက်လာတယ်။သူသားတဲ့ရင်ကိုကြားရတော့မယ်လို့ထင်မှတ်နေရန်တူတယ်။မဲရွှေခင်ခမရတော်အကြောင်းကြားထားတယ်။မကြခင်သူ့ပြန်လာလိမ့်မယ်။ကျမဘာမှဖြစ်ပါဦးစရာ။ ာလေးအလုတ်ကင်ပြက်နေပါမယ်။ပြီးတော့ကိုမြကြီးဘက်ကိုလှဲကရှင်အပြင်ခဏထွက်ပေးပါလား။ကျမဆရာနဲ့နှစ်ယောက်ထဲပြောစရာရှိလို့ကိုမြကြီးအပြင်ထွက်သွားတာနဲ့သူ့မျက်နှာကဟန်ဆောင်မှုတွေကင်းစင်သွားတဲ့မျက်နှာမျိုးကျမမနေရတော့ဘူးဆရာ။ကျွန်တော်ကအားပေးလိုက်တယ်။ခမရတာနဲ့မကြခင် တွေ့ခွင့်ရတော့မှာပါ။ဟုတ်ပါတယ်ဆရာ။ကျမတို့တွေ့ခွင့်ရမှာတက်မလို့မဟုတ်လား။အဲ့ဒီစကားမှာ ကျွန်တော်အဖို့ ဘုံတလုံးလိုပောက်ခွဲသွားတယ်။ခမရဘာပြောလိုက်တယ်မရွှေခင်။ကျမသားလေးဆုံးပြီဆိုတာ။သူ့ဆုံးတဲ့ကကျမသိနေခဲ့တယ်။မလေးရှားမှာကျမမိတ်ဆွေတယောက်ရှိတယ်။ဒါလေးကြောင့်ကျမသူ့ကိုဆောင်းကြည့်ခိုင်းထားတယ်။သူကဖုန်းဆက်ပြောခဲ့တာပဲ။မရွှေခင်အိယာတဲလဲတဲ့အဖြစ်နဲ့အောင်ထူးတည်ဆုံရတဲ့အချိန်တိုက်ဆိုင်နေရကိုတတိယသွားတယ်။ကျွန်တော်မှသူ့ကိုညှာခဲ့ရတဲ့အတွက်အရှက်ရနေကအဲ့ညာမှာပင်ထွက်ပြေးခြင်းစီပေါက်နေရဲ့ မဲရွှေခင်ကတော့တိတိငိငိကျွန်တော်ကတောင်းပန်ဖို့ကြိုးစားတယ်။ကျွန်တော်ညာပြောခဲ့တာကကျမမခံစားနိုင်မှာဆိုလို့မဟုတ်လား။ဒီအတွက်ကျေးဇူးတင်ပါတယ်။ကျမမသေးခင် တောင်းဆိုချင်တာတခုရှိရယ်။ဘာများလဲ။ကျမတည်သွားပြီရင်လေကျမယောက်ျားကိုအခုအတိုင်းဆက်ညာပေးဖို့ပါပဲ။ကျွန်တော်အံ့အားတင်သွားတယ်။ဒီလိုပါစီယာ။ကျမတို့ကငယ်ပေါင်းနေဆိုတော့တယောက်ချောင်းတယောက်သိကြတယ်။ तू ကလူရတာမှာလား။စိတ်ကအင်မတန်ပြော့တယ်စီယာ။ သူ့သားအခုလိုတည်သွားပြီဆိုတာသိရင်ဘလို့မှခံနိုင်မှာမဟုတ်ဘူးသူ့မှာကသွေးတိုးရောဂါလည်းရှိရမဟုတ်လားဒီတော့ခောက်ကနေတည်သွားနိုင်တယ်သူ့မအနေမှာကျွန်တော်ကြောက်ရွံ့တရုပ်လို့ငြိမ်သက်နေရဲ့ဆရာကျမကိုဒီကိရိမပေးနိုင်ဘူးလားယင်ပေးပါတယ်ကျေးဇူးတင်ပါတယ်ဆရာตาအသက်ရှင်နေရရှိသေးရဲ့လို့သူ့ယုံကြည်အောင်ဆက်ညာပေးပါဆရာဒီမိမရဲ့စိတ်ကိုကြိတ်ပြီးတော့ချီးကျူးမိရဲ့ကျမတခုတော့စိတ်မကောင်းပါဘူး ဒီကိစ္စကိုကျမသိရတာနဲ့သူ့ကိုဖွင့်ပြောခဲ့တဲ့ကိစ္စပေါ့ကျမတို့လင်မယားဘဝမှာသူ့ကိုလင်ညာခဲ့မိတာဒီတစ်ခုပဲရှိပါရဲ့ဆရာဒီလိုလင်ညာခဲ့မိရတဲ့ကျမတကယ်ပဲစိတ်မကောင်းပါဘူးကျွန်တော်အတော်တန်ပေါ့ပါသွားတယ်သူ့သားတည်ဆုံးပြီဆိုတာမဲရွှေခင်တည်သွားတဲ့အတွေ့ဖြစ်တယ်တည်ဆုံးလူဆဲဆဲသူတယောက်အမှန်ကိုသိမြင်သွားတဲ့လေကျွန်တော်ယုံကြည်နေခဲ့မဟုတ်လားမဲရွှေခင်ကိုနှုတ်ဆက်ကပြန်လာခဲ့တယ်နောက်ရက်မှာမဲရွှေခင်တည်ဆုံးသွားလေ ကိုမြကြီးကိုမက်ရွှေခင်မသိခင်ကပင် အောင်ထုကိစ္စသိနေပြီဖြစ်က သူ့ကိုဆက်ညာပေးဖို့တောင်းမဲ့ခဲ့ကြောင်းပြောပြတော့ကိုမြကြီးကမျက်ရည်ကျတယ်။တားတေးရတာသိရတာနဲ့လင်တိမှဆိုလို့ပွင့်ပွင့်လင်လင်မပူဆွေးတဲ့ မိမတေကန်လေးတောင်လင်အတွက်ဦးစားပေးစဉ်းစားခဲ့တဲ့မိမကျွန်တော်ဘလို့ဖြေရမလဲခင်ဗျာဖြေတာတလို့ဖြေပါလို့ကျွန်တော်မနစ်သိကျင်တော့ကိုမြကြီးလွတ်လွတ်လပ်လပ်သာပူဆွေးပါစေတော့ကိုမြကြီးမလေးရှားကိုသွားကား သူ့သားရဲ့အရှုပြာကိုရှူလာတယ်။ပြီးတော့သူ့အမိနဲ့ရှင်တွဲကကုသေးမြုပ်နှံလိုက်တယ်။ကျွန်တော်နောက်ဆုံးတက်နိုင်တာဒါပဲရှိရဲ့ဆရာ။အခုတော့တိတ်ချက်တဲ့သားမင်းနဲ့မကွဲမကွာရှင်တွဲနေတာနေလေပြီ။နင်းတည်ပြီးကျွန်တော်အိမ်ရောက်လာကငိုကြည့်တယ်။အိမ်မက်တွေကမျက်ရည်ဖြည့်ပြောင်းလဲသွားတာကိုကျွန်တော်အနေနဲ့မျက်ဝါးထက်တဲ့မြင်ခဲ့ရခြင်းဖြစ်လေရဲ့။ရက်ွယ်ထဲကလူတွေဟာအခုမှအောင်ထူးသေးတာသိကြတယ်။သူတို့လည်းဒီကိစ္စကိုပြောမစုံအောင်ရှိကြတယ်။ မကြခဏပင်ကျွန်တော်ဟာအိမ်အောင်တယ်ရီရဲ့စကားဝိုင်းနေနဲ့ဆုံရတယ်။အဲ့ဒီထဲမှာအိမ်အောင်ရဲ့အဆင်ပြေသူတွေလည်းပါတယ်။လင်းနဲ့မယားရှာနဲ့သွားပေါ်ဗျာ။အဲ့လိုဆိုကြတယ်။ဒီကကျွန်တော်ကကိုမြကြီးနဲ့မက်ရွှေခင်ရဲ့ဖြစ်ကိုပြန်ပြောပြတယ်။သူတို့ကတန်တော်နားထောင်ကြတယ်။လင်းမယားကြားမှာရှိစာနာထောက်ထားမှုညတာကျင်နာမှုသူတို့အဖို့ယုံတန်းပုံမြင်တပုတ်တပွဲဖြစ်နေလေ။ဒါပေမဲ့ယုံတန်းပုံမြင်မဟုတ်ချေ။ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူမိုက်မိုက်ပြီးရေးသားထားတဲ့လင်းနဲ့မရဆိုတဲ့ဇလန်လေးကတော့တင်ပါတယ်ပြပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။